2015ခုနှစ်ဇူလိုင်လကုန်အထိနိုင်ငံခြားယင်းနှမြုပ်နှံမှု၎င်းအရေးအတွက်959ခုရှိပြီးရခိုင်နှစ်ကထက်ယင်းနှမြုပ်နှံမှု3ဆကျော်တိုးလာတယ်လို့ယင်းနှမြုပ်နှံမှုဦးစီးဌာနကပြောပါတယ်ဦးထွန်းထွန်းသိန်းသတင်းပေးပို့ထားပါတယ်ခင်ဗျာ2015ပန်းနာနေ့မှာနိုင်ငံခြားယင်းနှမြုပ်နှံမှုကနေအမေရိကန်ဒေါ်လာတန်း1000ကျော်ရှိခဲ့ရာကနေ လက်ရှိ2015-2016ဘာနာနစ်ဇူလနာဂုံထိအမေရိကန်ဒေါ်လာတန်1600ကျော်ရရှိနေတဲ့အတွက်ပြီးခဲ့တဲ့ဘာနာနစ်ကာလထက်3.6ဆနီးပါးတိုးလာတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာအမေရိကန်ဥရောပနိုင်ငံတွေကလာရောက်ရင်းနှီးမြှုပ်နှံကြပေမဲ့လည်းအာရှနိုင်ငံတွေကတစ်ဆင့်အများဆုံးရင်းနှီးမြှုပ်နှံကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့အခုလောလောဆယ်ပြောင်းလဲလာတာဒီကအန်ဒီရိုနဲ့အခုဟိုအမေရိကန်နေဆိုလဲအခုဝင်လာပြီ EU ကလည်းဆက်ရှင်မရှိဘူးဆိုပြီးဝင်လာတယ်။ဒါပေမဲ့သူတို့ investment တွေက လာတဲ့ပုံစံကအမျိုးမျိုးနဲ့လာတာတချို့ကဒါရိုက်လာတချို့ကြတော့မဟုတ်ဘူးတက်ကန်ထရီကလာတယ်ဥပမာစင်ကာပူမှာတော့ဖွဲ့လိုက်တဲ့ကုမ္ပဏီကိုပြီးရင်ဒီကိုလာတော့သူတို့က EU citizen နေဒါပေမဲ့သူတို့ကုမ္ပဏီက စင်ကာပူဆိုတော့အန်တီတို့ကစင်ကာပူလို့ recognize လုပ်လိုက်တယ်ဒါပေမဲ့လည်း EU လို့တော့အန်တီတို့မှာတော့ record တော့ရှိထားတာပေါ့နော် reference နဲ့ရှိတယ်ဆိုတော့ဒါတွေကအခုက third country ပုံစံနဲ့လာနေတာနောက်ကျရင်အန်တီတို့နဲ့ EU နဲ့လည်း communication လုပ်နေပြီဆိုတဲ့အခါကျတော့သူတို့ဒါတိုင်းဝင်လာပြီဆိုရင်တော့တက်လာမှာပေါ့အဲ့ခါကျရင်တော့နိုင်ငံတွေရဲ့ composition လေးတွေကနည်းနည်းပြောင်းသွားမှာပေါ့နော်မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့ကဏ္ဍတွေကတော့ရန်နယ်တဘောတန်ငွေရှာဖွေသူဖို့ထုတ်လုပ်ခြင်းလုပ်ငန်း စွမ်းအင်ကဏ္ဍကွန်ထရိုးလုပ်ငန်းတည်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးတတ်ထုရှာဖွေတူးဖော်ထုတ်လုပ်ရေးဟိုတနစ်ခီးတွားလာရေးလုပ်ငန်းကဏ္ဍအင်ချမ်းမြေလုပ်ငန်းစိုက်ပျိုးရေးနဲ့မွေးမြူရေးရေလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းတွေလည်းဖြစ်ပါတယ်။2005 2006ဆိုတာဗမာနိုင်ငံဒီ investment ကိုဟိုတို့က natural resource based ကိုအားကိုးနေရတဲ့အချိန်အခုဆိုရင် manufacturing နဲ့ပါတယ်စက်တက်ဆုံးတက်လာပြီ။ hotel တွေရော telecom တွေရော တက်လာပြီဆိုတော့ composition ကဘယ်လိုပြောမလဲ။ မြားများဆက်တာများလာရင်တခုတခုရဲ့ကြီးနေတဲ့ဟာလေးတွေကရော့ရော့ပြီးသေးတာလေးတွေတက်တက်လာဒါထုံးစံပဲလေ2015ဇူလိုင်လအကုန်အထိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်956ခု ခွင့်ပြုခဲ့ပြီးရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းကအမေရိကန်ဒေါ်လာတန်း9600ကျော်ရှိတယ်လို့လည်းရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဌာနဆင်းရဲကသိရပါတယ်ကျွန်တော်ထုံးထုံးသိမ့်ပါ